အင်္ဂလိပ်စကားမှာ preposition ဆိုတာဘာကိုဆိုတူတာလဲဘယ်နေရာမှာသုံးတာလဲဘာကြောင့်အရေးပါတာလဲမင်္ဂလာပါကျွန်တော် nine parts of speech ဝါစင်ကကိုမျိုးမျှဝေ ပေးနေတာအခုဆိုရင်6ခုမျှောက်ဖြစ်တဲ့ preposition ကဏ္ဍကိုလေ့လာရမှာဖြစ်ပါတယ် preposition ကိုမြန်မာလိုဆိုရင်ဝိပတ်လို့ပြောပါမယ်ဝိပတ်ဆိုတာကနံပုတ်တင်နဲ့တွဲပြီးတော့တွေ့ရလေးရှိပါမယ်တခါတရံမှာ phrasal verb တွေကိုသုံးတဲ့အခါကရိယာနဲ့တွဲရလဲ တွေ့နေပါတယ်ဝီဘက်တွေရဲ့အဓိကလှုပ်ဆောင်ချက်တွေကတော့နေရာကိုဖော်ပြတဲ့အခါအချိန်ကိုဖော်ပြတဲ့အခါလမ်းညွန်ချက်လိုအရာတွေကိုဖော်ပြတဲ့အခါမှာအဓိကတော့မှာဖြစ်ပါတယ်ဒါပေမဲ့သူ့ကိုလည်းအမျိုးအစားလေးတွေခွဲပြီးတော့ကျွန်တော်လေ့လာနိုင်ပါတယ်ရေပုံရအားဖြင့်ဝီဘက်အမျိုးအစားစုစုပေါင်း6မျိုးထိအောင်ကျွန်တော်သတ်မှတ်ထားပါတယ်အဲ့ဒါလေးတွေကိုတစ်ခုချင်းစီဥမာတွေနဲ့အသေးစိတ်လေ့လာကြည့်အောင်ပါအမျိုးအစားတွေခွဲပြီးမလေ့လာခင်မှာဝိဘတ်တွေဆိုတာကတူတောင်းတဲ့စကလုံးလေးဖြစ်တာကြောင့်ရယ် လက်တွေ့စကားမှာအဓိကအရေးပါတဲ့ဝိဘတ်အရေးအတွက်ကလည်းအများကြီးမဟုတ်လို့ကျွန်တော်တခါတည်းအဓိကအသုံးဝင်မဲ့ဝိဘတ်80ခန့်လောက်ကိုပြောပြပါမယ်။မှတ်သားရလွယ်အောင်ကျွန်တော်အစင်းတိုင်းပဲပြောသွားပါမယ်။ A ရစမယ်ပေါ့ဗျာ။ about အပေါ်မှာ about နဲ့ပတ်သက်ပြီးသုံးဖို့အကြောင်း above အပေါ်မှာအထက်မှာ across မျက်နှာချင်းဆိုင်မှာ after နောက်မှာ သို့မဟုတ်ပြီးနောက်ဒီနေရာမှာတခါတည်းပြောချင်တာကဒီနေ့လေးလာမယ့်ဝိဘက်တွေထဲမှာနောက်တင်ရမယ့် conjunction ဆိုတဲ့ကဏ္ဍမှာလည်းသုံးမဲ့စကားလုံးလေးတွေတွေ့ရပါလိမ့်မယ်ဆိုတော့ conjunction ဆိုတာအဆက်စကားပါဝိဘက်ဆိုတာကတော့နံပုတ်နဲ့တွဲရက်သုံးတဲ့အသုံးလုံးလေးတွေပါကွာခြားချက်ကတော့ဝိဘက်ရဲ့နောက်မှာနံပုတ်ပါပြီးတော့ conjunction ရဲ့နောက်မှာကျတော့ဝကြပါနေမှာဖြစ်ပါတယ်ဒါလေးတွေကိုတီချာကျွန်တော်တို့ဥမာလေးနဲ့တွေ့ရတဲ့အခါမှာတတိထားမိပါလိမ့်မယ်တခြားဝိဘက်လေးစပြောမယ် against စန့်ကျင်၍သို့မဟုတ်ရှင်ပြန်၍ along the shop ကျွန်တော်အခုဘာသာပြန်ပေးတာကရေပုံရဘာသာပြန်ပေးတာဖြစ်ပါတယ်တချို့ဝိပတ်တွေဟာအခြေအနေပေါ်မူတည်ပြီးတော့ဘာသာပြန်တာလေးတွေပြောင်းသွားတတ်ပါတယ်အမန်ဂျာမာသို့မဟုတ်အထဲမှာ anti စန့်ကျင်၍ around the white မှာသို့မဟုတ်ခန့်လောက် s ကဲ့သို့ at night မှာတွန် before ရှေ့မှာသို့မဟုတ်မတိုင်းမီ behind နောက်မှာ below အောက်မှာ beneath အောက်မှာတို့မဟုတ်နေရာမှာ beside ဘေးမှာ besides ထို့အပြင် between ကြားမှာ beyond ကျော်လွန်၍ but ဒါပေမဲ့ by not မှာဖြင့် close to အနီးမှာ concerning နဲ့ပတ်သက်၍ considering တဲ့တွန်းစဉ်းစား၍ despite Bemele down Alma during Adodon, except Chunja Anepi, excluding Mabawambe, following Alba Domodwe Balade, for Adwe from Ma Tama, in a tema inside a tema into a tedo, a tego, including a bar one like 给到 near anima next to bema of 念不得月都冇一张 of 奥马 away 马 on onto, opposite, outside, a b o m a onto a b o d o opposite 三间半马三间月 outside 一边马 over 交龙月 past 交龙月 par 的苦间的要钱 plus 特步月 regarding နှင့်ပတ်သက်၍ round တဝိုက်မှာ safe ချွန်းချက်အနေဖြင့် since ကတဲ့က then ထက်သို့မဟုတ်ထပ်ပေါ်၍ the, the through ဖြတ်တန်း၍ to စီတို့ toward စီတို့ towards စီတို့ under အောက်မှာ underneath အောက်မှာ up အထက်မှာ up, upon အထက်မှာ အထက်သို့ versus စန့်ကျင်၍သို့မဟုတ်ရှင်ပြန်၍ with နှင့်အတူ without မပါပဲ within အတော်အတွက်မှာ in front of ရှေ့မှာ except for ချွန်ချက်အနေဖြင့် out of အတွက်မှာ due to ကြောင့် because of ကြောင့် according to အရာသို့မဟုတ်အဆိုအရာဒါလေးတွေကတော့နေ့စဉ်အင်္ဂလိပ်စကားမှာ အသုံးများတဲ့ဝိဘက်လေးဖြစ်ပါတယ်။ဒါဟာအင်းလေးစကားမှာဝိဘက်အကုံလားဆိုတော့မဟုတ်ပါဘူး။နောက်ထပ်ဝိဘက်အမျိုးအစားရရှိအောင်မှာပါ။လက်တွေ့မှာအသုံးများတဲ့ဝိဘက်လေးတွေကိုပြောလိုက်တာဖြစ်ပါတယ်။အခုကျွန်တော်တို့ဝိဘက်အမျိုးအစားလေးတွေခွဲပြီးတော့ဥမာဝါကျလေးနေလေ့လာကြည့်အောင်။ပထမဆုံးလေ့လာရမယ့်ဝိဘက်အမျိုးအစားကတော့ prepositions of time အချိန်ကိုဖော်ပြတဲ့ဝိဘက်တွေဖြစ်ပါတယ်။အများအားဖြင့် at, in, on, after, before, during, between ဒါလေးတွေဖြစ်ပါတယ်။ ဥမာ the meeting is at 10:45အစည်းအဝေးက09:45မှာနော်အဲ့မှာပါနေတဲ့ at ဒါလေးကဝိပတ်ပါဘာကိုဖော်ပြတဲ့ဝိပတ်လဲဆိုတော့အချိန်ကိုဖော်ပြတဲ့ဝိပတ်ပါ I was born on July 20th ကျွန်တော်ဇူလိုင်လ20ရက်နေ့မှာမွေးပါတယ်အဲ့မှာပါတဲ့ on ဆိုတာလေးက prepositions of time ပါဒီနေရာမှာတခါလေးပြောရရင်နိုင်အတိအကျကိုပြောတဲ့အခါတွေမှာ at နဲ့သုံးတယ်နေ့ရက်တွေရက်စွဲတွေကိုပြောတဲ့အခါမှာစဉ် on နဲ့သုံးပါတယ် လတွေခုနှစ်တွေကိုပြောတဲ့အခါ in နဲ့တော့မှာဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခု I started teaching English in 2015ကျွန်တော်က2015ခုနှစ်မှာအင်္ဂလိပ်စကားပြောကိုစတင်ခဲ့တာဖြစ်တယ်ဒီမှာ in ဆိုတာလေးကဝိဘတ်ပါခုနှစ်ကိုပြောတာမလို့ in သုံးလိုက်ရပါ I won the state lottery before my trip to England ကျွန်တော်အင်္ဂလန်ကိုသွားမဲ့ခရီးစဉ်မတိုင်ခင်မှာထိပေါက်ခဲ့တယ်အဲ့မှာ before ဆိုတာလေးက propositions of time မှာအချိန်ကိုပေါ်ပြတဲ့ဝိပတ်ဖြစ်ပါတယ်။ရှေ့မှာလည်းပြောခဲ့သလိုပဲ the before လို့ after လို့စကားလုံးလေးတွေက conjunction ကဏ္ဍမှာလည်းပါလာဥမှာဖြစ်ပါတယ်။ဒါပေမဲ့ qua ချက်ကတော့အရင်ကြီးမားပါတယ်။ဝိပတ်ဆိုရင်နောက်မှာနံပုံးနဲ့သုံးပြီးတော့ conjunction အဆက်စကားဆိုရင်တော့ what ကြတခုကြီးပါလာမှာဖြစ်ပါတယ်။ဒါဆိုရင် after ဆိုရဲဝိပတ်လေးသုံးပြီးတော့မိတ်ဆွေတို့ကိုပြန် what ကြလေးတကြောင်းတော့ခွန်မမှာရေးပြပါဦး။ ဒုတိယမြောက်ဝိပတ်အမျိုးအစားဖြစ်တဲ့ prepositions of place နေရာကိုဖော်ပြတဲ့ဝိပတ်လေးတွေဆက်ကြည့်ကြည့်အောင်သူကလည်းအများအားဖြင့် at in on under over across down ဒါလေးတွေတွေ့ရမှာဖြစ်ပါတယ်ဥပမာရင်းနဲ့ကြည့်ကြည့်ပါမယ် I first met her on a train ငါသူမကိုပထမဆုံးယထာတစည်းပေါ်မှာတွေ့ခဲ့တာအဲ့မှာ on a train on ဆိုတာလေးကဝိပတ်ပါ I keep your letter in a drawer မင်းရဲ့စာကိုအန်ဆွဲထဲမှာငါတိမ့်ထားတယ်အဲ့မှာ in a drawer ထဲမှာမှာ in ဆိုတာလေးကဝိပတ်ပါ she left your keys on the table မင်းရဲ့တော်တွေကိုသူမစပွဲပေါ်မှာထားခဲ့တယ်အဲ့မှာ on ဆိုတာလေးကဝိပတ်ပါ he is hiding behind a tree သူကတပင်းတပင်းရဲ့နောက်မှာပုံနေတယ်အဲ့မှာ behind ဒါလေးက prepositions of place နေရာကိုပေါ်ပြတယ်ဝိပတ်ဖြစ်ပါတယ်ဒီညမှာလဲ under ဆိုတဲ့ဝိပတ်လေးသုံးပြီးတော့ ိုပြန်ဝင်ကြလိမ့်ဒီကြောင်းလားကိုမမှာရေးပြပါအောင်တန်းခုမြောက်ဝိပတ်အမျိုးအစားကတော့ prepositions of movement လှောက်ရှားမှုကိုဖော်ပြတဲ့ဝိပတ်တွေဖြစ်ပါတယ်ဥပမာ to towards around ဒါလေးဖြစ်ပါတယ်ဥပမာဝါကျနေနဲ့ they go to the beach every summer သူတို့ကနွေရာသီတိုင်းကမ်းခြေကိုသွားတယ်အဲ့မှာ to the beach to ဆိုတာလေးကဝိပတ်ဖြစ်ပါတယ်ဘာဝိပတ်လဲဆိုတော့လှောက်ရှားမှုကိုဖော်ပြတဲ့ဝိပတ်ဖြစ်ပါတယ် ဘယ်လိုလှုပ်ရှားတာလဲဆိုတော့ go နဲ့တွဲသုံးနေပေါ့ဗျာတွားတယ်ဆိုတဲ့လှုပ်ရှားမှုပါလာတာဖြစ်ပါတယ် don't come into my room ငါအခန်းထဲကိုဝင်မလာနဲ့အဲ့မှာ into ဆိုတာလေးကဝိပတ်ပါ we climbed up this mountain last year ဒီကနေ့ကဒီတောင်ပေါ်ငေါတက်ခဲ့တယ်အဲ့မှာ up ဆိုတာလေးကဝိပတ်ပါ I always ride a bike around the park. ကျွန်တော်အမြဲတမ်းပန်းခြံတစ်ဝိုက်မှာစပိန်စီးတယ်။အဲ့မှာ around ဒါလေးကဝိပတ်ပါ။ ီနေ့သင်ခန်းစာမှာတော့မိတ်ဆွေတို့ကိုတောင်းဆိုတာကြီးတအားများနေတော့မှာပဲအခုကဏ္ဍမှာလဲ to ဆိုတဲ့ဝိဘက်လေးကိုသုံးပြီးတော့ကိုပြန်ဝဲချက်လေးတစ်ချောင်းတော့ကိုမမရေးပြပါအောင်လေးခုမြောက်ဝိဘက်အမျိုးအစားကတော့ prepositions of manner or agent or instrument အမှုရာကိုဖော်ပြတဲ့သို့မဟုတ်ပြုလုပ်သူကိုဖော်ပြတဲ့သို့မဟုတ်တခုခုနဲ့ပြုလုပ်တယ်ဆိုတာကိုဖော်ပြတဲ့ဝိဘက်လေးဖြစ်ပါတယ်ဥပမာ my children go to school by bicycle ျွန်တော်ကလေးတွေကအเจ้าကိုစပိန်နဲ့သွားတယ်အဲ့မှာ buy bicycle မှာပါနေတဲ့ buy ဆိုတာလေးကဝိဘတ်ပါအဲ့မှာ width ဆိုတာလေးကဝိဘတ်ပါဘာနဲ့လှုပ်တယ်ဆိုတာကိုဖော်ပြတဲ့ဝိဘတ်ပေါ့ဗျာ your friend sang like a professional မင်းတကယ်ချင်းတချင်းဆိုသွားတာလုံးဝအဆိုတော်ကြီးကြာနေတာပဲ အဲ့မှာ like ကဲတူဆိုတာလေးကဝိပတ်ဖြစ်သွားပါတယ် this play is written by mr thomas ဒီပြဆက်က mr thomas ရေးထားတာအဲ့တော့ရေးထားသူကိုဖော်ပြပေးတဲ့ဝိပတ်ဖြစ်သွားတာအဲ့ဒါ by i want to speak english like a native ကျွန်တော်အင်္ဂလိပ်စကားကို english လိုမျိုးစစ်တရောက်လို့ပြောတတ်ခြင်းတယ်အဲ့မှာ like ဆိုတာလေးကဝိပတ်ဖြစ်ပါတယ်တခါတည်းကျွန်တော်ပြောချင်တာက by အတုံးအုံးကိုသတိထားသိချင်ပါတယ် တနေ့ရောက်သွားတယ်ဘတ်စ်ကားနဲ့သွားတယ်ရထားနဲ့သွားတယ်ကားနဲ့သွားတယ်တက္ဆီနဲ့သွားတယ်စပိန်နဲ့သွားတယ်အဲ့ဒါကိုမြန်မာစကားအရာဆိုလို့ရှိရင်ကားနဲ့ဆိုတော့နှင်းဆိုပြီးတော့ with ကိုတုံးရမယ်ထင်ကြတယ်ပေါ့အများအပြည့်အဲ့တော့မှားပါတယ် with တုံးလို့မရပါဘူးအဲ့လို transportation ပေါ့နော် then you post on ရေးကဏ္ဍတွေကိုတုံးမယ်ဆိုရင် by နဲ့တုံးရပါတယ်ဥပမာကားနဲ့သွားရဲဆိုရင် by car ရထားနဲ့သွားရဲဆိုရင် by train စပိန်နဲ့သွားရင် by bicycle taxi နဲ့သွားရင် by taxi ဓာတ်လေးတွေကိုတတိထားစေချင်ပါတယ်ဆိုတော့ဘိုင်ဟိုသုံးပြီးတော့မိတ်ဆွေတို့ရဲ့ကိုယ်ပိုင်ဝါကျလေးတစ်ချောင်းတော့ရေးပြတော့ပါအောင်ငါးခုမြောက်ဝိဘတ်အမျိုးအစားကတော့ prepositions of reason cause or purpose အကြောင်းရင်းကိုဖော်ပြတဲ့အကြောင်းတရားကိုဖော်ပြတဲ့ရည်ရွယ်ချက်ကိုဖော်ပြတဲ့ဝိဘတ်လေးဖြစ်ပါတယ်ဥပမာ the match was cancelled due to the heavy rain မိုးအရန်တဲနေလို့ပြိုင်ပွဲကိုဖျက်သိမ်းလိုက်ရတယ် ဒီဝါကြမှာ due to ဆိုတာလေးကဝိပတ်ဖြစ်ပါတယ် the flight was delayed because of bad weather ဆိုရတဲ့ရာသီဥတုကြောင့်လေယာဉ်ခီးစဉ်ဟာနှောင့်နှေးခဲ့ရတယ်ဒီညမှာ because of ဆိုတာလေးကဝိပတ်ဖြစ်ပါတယ် she received an award for her excellent performance သူမရဲ့အရန်ကောင်းမွန်တဲ့တရုပ်ဆောင်ချက်တွေလှုပ်ဆောင်ချက်တွေကြောင့်သူမဆုရခဲ့တယ် အဲ့မှာ for ကိုတာမန်ဘာသာပြန်ရင်အတွက်လို့ဘာသာပြန်ရမယ်ဒီနေရာမှာကြောင်းလို့ဘာသာပြန်သွားတာတတိထားမိပါလိမ့်မယ်အဲ့မှာ for လေးက weber ပါနောက်ထပ်အများဆုံးမှားလို့တတိပေးချင်တာတစ်ခုကိုရှိပါတယ် because နဲ့ because of ကိုအများဆုံး꽌ပြချာနာမှုမတိကြပါဘူးအဲ့တော့မှားမှသုံးကြတယ်ပေါ့ဗျာ because of က weber ဖြစ်နေပြီးတော့ because ကတော့အဆက်စကား conjunction ဖြစ်ပါတယ်ကျွန်တော်ရှင်းမှပြောလို့ပဲ꽌ချချက်ကအရင်ကြီးမှားပါတယ် weber ရဲ့နောက်မှာ number 3ပဲမြင်မယ် ခံချမ်းရှင်းရအောင်မှာတော့ဝက်ကြည်တုံးမှာဖြစ်ပါတယ်။အဲ့မှာအများဆုံးမှတာက because of i am လို့ because of i because of i eat because of i go တလူကြီးပြောနေတာကြီးကလုံးဝလက်မခံနိုင်စရာအမှားကြီးဖြစ်နေတယ်ဗျ။ဆိုတော့အဲ့ဒီအစား because နဲ့ပဲတုံးရမှာဖြစ်ပါတယ်။အဲ့နောက်မှာဝက်ကြတဲ့အကြောင်းပါလာတာနဲ့ because ဖြစ်သွားမယ်။ because i eat because i am happy because i teach english တလူတုံးမှာဖြစ်ပါတယ်။ because of ရဲ့နောက်မှာဆိုရင် subject တွေ verb တွေလုံးဝပါလို့မရတော့ပါဘူး။အဲ့တော့ ငါကြောင့်လို့ပြောချင် because of me မင်းကြောင့်ဆိုရင် because of you ကလေးတွေကြောင့်ဆိုရင် because of children ဒီလိုလေးတော့မှဖြစ်ပါတယ်ဒါအောင်သတိထားပါဒီမှာလဲတခါလဲလေ့ကျင့်တဲ့အနေနဲ့ because of ကိုသုံးပြီးတော့ကိုယ်ပိုင်ဝါကျလေးတစ်ကြောင်းတော့ခုမှမှရေးပြတော့ပါဦးချက်ခုမြဝိဘက်အမျိုးအစားကတော့ prepositions of comparison နိုင်ရှင်မှုကိုဖော်ပြတဲ့ဝိဘက်တွေဖြစ်ပါတယ်ဥပမာ i am taller than my brother ကျွန်တော်ကကျွန်တော်အကိုထက်အရက်ရှိတယ် အဲ့မှာ then ဆိုတာလေးကဝိဘတ်ပါ you will never be lucky like me lu မင်းကတော့ဘယ်တော့မှကံကောင်းမှာမဟုတ်ဘူးအဲ့မှာ like me ma bani မှာပါနေရ like လေးကဝိဘတ်ဖြစ်ပါတယ် like. trains are still running despite the snow ya နင်းကြနေပြီမဲ့လေယထားတွေကတော့ဆက်လက်ပြီးတွားနေကြတော့မှာပဲအဲ့မှာ despite ဆိုတာလေးကဝိဘတ်ပါ Daniel's actually very nice and like his father ဒန်နီယယ်ကသူ့အဖေတော့မဟုတ်ဘူးတော်တော်လေးသဘောကောင်းတယ်ဒီနေရာမှာလဲကျွန်တော်ရှင်းမှာ adjective ကဏ္ဍမှာတွဲခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်အများစုတော့လွယ်မင်းထင်ပါတယ် then ဆိုတာလေးကိုသုံးပြီးတော့ကိုယ်ပိုင်ဝတ်ကြလေဒီကြောင်းတော့ comment မှာရေးပေးပါဦးခုနှစ်ခုမြောက်ဝိဘက်အမျိုးအစားကတော့ compound prepositions ပါပေါင်းဆက်ထားတဲ့သို့မဟုတ်စုပေါင်းထားတဲ့ဝိဘက်လေးဖြစ်ပါတယ်အ ਨੇ ဆုံးနှလုံးပါမယ်သုံးလုံးလည်းဖြစ်နိုင်တယ်ပေါ့ဗျာဥပမာ he stood in front of the door သူကတကားရဲ့ရှေ့မှာမတည့်ရနေရတယ်ဒီမှာပါနေတဲ့ in front of ဆိုတာလေးက compound preposition ပါဆိုတော့သုံးလုံးပါနေတာကိုသတိထားမိပါလိမ့်မယ်ရေချိုးကန်ထဲမှာရေစိမ်ပြီးချိုးမဲ့အစားငါရေပန်းနဲ့ပဲရေချိုးခဲ့တယ်အဲ့မှာ instead of ဆိုတာလေးကဝိပတ်ပါ a man jumped out of the car and ran away လူတယောက်က ကားရဲ့အပြင်ကိုခုန်ထွက်ပြီးထွက်ပြေးသွားတယ်။အဲ့မှာ out of ဆိုတာလေးကဝိပတ်ဖြစ်ပါတယ်။ဒီနေရာမှာလဲ instead of ဆိုတာလေးကိုသုံးပြီးတော့ကိုယ်ပိုင်ဝါကျလေးတစ်ကြောင်းတော့ရေးပြပါဦး။ကျွန်တော်တို့နောက်ထပ်လေ့လာရမယ့်ရှစ်ခုမြောက်ဝိပတ်အမျိုးအစားကတော့ participle prepositions ing ပုံစံဝိပတ်လေးဖြစ်ပါတယ်။သူကတော့အများကြီးတွေ့ရမှာမဟုတ်ပါဘူး။ကျွန်တော်ရှေ့မှာလည်းပြောခဲ့ပါတယ် concerning considering urine ဒါလေးဖြစ်ပါတယ်။ဥပမာ Considering the situation, he acted wisely. အခြေအနေကိုစဉ်းကျင်သုံးသပ်ပြီးအသိပညာရှိရှိသူလောက်ဆောင်ခဲ့တယ်။ I stayed at home during my holidays. ကျွန်တော်ရဲ့အားလည်းရဲ့အတော်တော်မှာအိမ်မှာပဲနေခဲ့ပါတယ်။ Considering ဆိုရင်တော့အနေငယ်ခက်ခဲနိုင်လို့ကျွန်တော် during ဝင်သုံးပြီးတော့ကိုယ်ပိုင်ဝါကျလေးဒီကြောင်းတော့ရေးပြပါအောင်။ဒီနေ့အတွက်နောက်ဆုံးလေ့လာရမယ့်ဝိပတ်အမျိုးအစားကတော့ prepositions of position ပိုင်ဆိုင်မှုကိုဖော်ပြတဲ့ဝိပတ်တွေဖြစ်ပါတယ်။ ဥမာ this is the property of my boss ဒါကငါတထည့်ရဲ့ပိုင်ဆိုင်မှုဖြစ်ပါတယ်အဲ့မှာပါနေတဲ့ of ဆိုတာလေးကဝိဘတ်ဖြစ်ပါတယ်ဘာဝိဘတ်လဲဆိုတော့ prepositions of possession ပိုင်ဆိုင်မှုကိုဖော်ပြတဲ့ဝိဘတ်ပါသူ့ကိုအတိအကျဘာသာပြန်ရင် it လို့ဘာသာပြန်ရနိုင်တယ်စကားလို့ဆိုရင် yet သူ့ရဲ့ငါရဲ့သူ့ဤငါဤပေါ့ဗျာကျွန်တော်ရှင်းမှပြောခဲ့ရတဲ့တတိယဟာမိလိမ့်မယ် of ကတခြားအိပယ်ဆိုရင်တော့နှင်းပတ်တန်၍ဆိုပြီးတော့လေဘာသာပြန်လို့ရတယ်ဆိုတာတတိထားပါ you belong to me သို့မဟုတ် you belong with me မင်းကငါပိုင်တယ်မင်းကငါ့ရဲ့အပိုင်ပဲလို့ပြောတာပါ I saw a girl with a green dress အစိမ်းရောင်ဝတ်စုံနဲ့ကောင်မလေးတစ်ယောက်ကိုငါတွေ့ခဲ့အဲ့မှာပါနေတဲ့ with ဆိုတာလေးကဝိဘတ်ပါဒီနေ့အတွက်နောက်ဆုံးဥပမာလေးပါ He is the friend of my father သူကငါအဖေရဲ့တငယ်ချင်းပါဒီမှာပါနေတဲ့ off လေးကဝိဘတ်ဖြစ်ပါတယ်ဟုတ်ပြီနောက်ဆုံးအနေနဲ့ကျွန်တော်ထပ်ပြီးတောင်းဆိုပါရစေ off ကိုသုံးပြီးတော့ကိုယ်ပိုင်ဝမ်းကြလေတစ်ကြောင်းတော့ရေးပြပါတတိထားပါ off ကအတိပ္ပယ်အများကြီးရှိနေတာမလို့ဒီနေရာမှာပိုင်းဆိုင်မှုကိုဖော်ပြတဲ့အတိပ္ပယ်ဖြစ်အောင်ဝမ်းကြလေရေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီလောက်ဆိုရင် prepositions we back ကဏ္ဍကိုတော်တော်လေးနားလည်သွားပြီလို့မျှော်လင့်ပါတယ် grammar လေ့လာတဲ့အခါမှာလေ့ကျင့်ခြင်းကအရေးကြီးဆုံးဖြစ်ပါတယ် grammar လေ့လာတဲ့အခါမှာ number 1နားလည်ဖို့ number 2ကလေ့ကျင့်ဖို့ပါမလေ့ကျင့်ရင်မေ့တော့မှာဖြစ်ပါတယ် ဘလောက်ပဲစီကန်းတွေကိုလိလလိလမလိချင်ရင်မေ့တယ်ပါတယ်မေ့ရင်အစအနေပြန်ပြန်လိလရတယ်ပေါ့ဗျာဒါကြောင့်မလို့နားလဲဖို့အရင်စူးစမ်းပါပြီးရင်လက်တွေ့အသုံးချရအနေနဲ့လေ့ကျင့်ပါလေ့ကျင့်ပါများရင်ကျွမ်းကျင်လာလိမ့်မယ်ကျွမ်းကျင်လာရင်မမေ့တော့ဘူးပေါ့ဗျာဒါကြောင့်ကျွန်တော်ကိုပင်ဝဲကြလေးရေးခိုင်းတာအလကားရေးခိုင်းတာမဟုတ်ပါဘူးမိတ်ဆွေတို့ကိုမှတ်မိစေခြင်းလို့ကျွမ်းကျင်စေခြင်းလို့ဖြစ်ပါတယ်ဒီနေ့သင်ခန်းစာလေးကိုအဆုံးထိကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်အဆုံးထိကြည့်တဲ့သူတွေဆိုရင်လည်း ကိုပိုင်ဝါကြလေးတွေရေးมาဖြစ်ပါတယ်မရေးတဲ့ရင်လဲစိတ်မညစ်ပါနဲ့မရေးတဲ့ရင်လဲအားမငယ်ပါနဲ့ကျွန်တော်တို့တင်ယူတဲ့အတိုင်းတာပုံမူတည်ပြီးတော့တောင်းယူတယောက်ရေးနိုင်စွမ်းရေးတတ်တဲ့စွမ်းရည်တွေဟာကွာခြားနေတတ်ပါတယ်ဒါကြောင့်မလို့မှားရင်လဲအားမငယ်နဲ့မှားရင်လဲစိတ်မညစ်ပါနဲ့ကိုယ်စိတ်ထဲမှာရှိတာကိုထင်တာကိုရေးလိုက်ပါတောင်းယူတယောက်အမှန်ကန်လေးညှောက်ပေးလို့ရသလိုကျွန်တော်ကိုယ်တိုင်လည်းအချိန်ယူပြီးတော့မှားနေရင်အမှန်ပြင်ပေးပါမယ်နောက်ဆုံးအနေနဲ့တရင်ကောင်းလေးတစ်ခုပေးချင်ပါတယ် 2025ခုနှစ် February 10ရက်နေ့မှာကျွန်တော် online class လေးအတက်တင်ပေးဖို့ရှိပါတယ် A1 level နဲ့ A2 level ဆိုပြီးတော့အဆင့်နှစ်ဆင့်ကျွန်တော်တင်ပေးမှာပါအသေးစိတ်ကိုကျွန်တော်ရဲ့ Facebook page မှာ post တင်ပေးထားပြီးသားဖြစ်ပါတယ်အဲ့ဒါအပြင်ဒီ video ရဲ့ comment box မှာလည်းကျွန်တော်အချက်လက်လေးတွေထည့်ပေးထားပါမယ်နောက်သင်ခန်းစာခန့်ချင်းရှင်းကဏ္ဍမှာထပ်တွေ့ကြတာပေါ့ဗျအားလုံးကို Happy New Year ပါကျမ်းမာပျော်ရွှင်ချမ်းသာအောင်မြင်တဲ့နှစ်သစ်ဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်